ဈေးရုံဈေးကန်ပြရတယ်ပြပြီးတဲ့အခါမှာကုန်ကျစရိတ်တွေကိုပြန်ပြီး claim တဲ့အခါမှာဒီ claim process ကလည်းအရင်မြန်တယ် product တွေနဲ့ပတ်သက်တဲ့ဒီအမရိုရရှိရဲ့ benefit တွေကိုတည်ချပြီးအရှင်းပြပေးတယ်အမအနေနဲ့ယုံကြည်ပြီးတော့ဒီ product ရဲ့အမခံမှာဒီအတအမခံအောင်ကျမ်းမာရေးအမခံအောင်ဝယ်ပြစ်ခဲ့ပါတယ် အမနာမည်ကမက်ဆေ့ဂျင်ဆိုဖြစ်ပါတယ်အသက်ကတော့32နှစ်ပါ architecture director နဲ့အလုပ်လုပ်နေပါတယ်အဖေရဲ့အမေရဲ့အမရဲ့ဆိုပြီးတော့၃ယောက်ရှိပါတယ်အိမ်ရဲ့အဓိကဝင်ငွေကတော့အမပါအမအသက်25နှစ်လောက်ဝင်ငွေအတီးကြဆရာရဆပြီးတော့ငွေစုပြစ်ပါတယ်အမေကလည်းအများရန်ငွေစုဖို့အများဆုံးမှနေတဲ့အတွက်စုပြစ်ပါတယ်ဗောနော်အမဝင်ငွေရဲ့၃ပုံတစ်ပုံကိုမိသားစုအတွက်၃နဲ့၃ပုံတစ်ပုံကိုကြတော့ငွေစုပြီးတော့၃ပုံတစ်ပုံကိုကြတော့ကျမ့်မိုက်အတွက်၃ပြစ်ပါတယ် အမမိသားစုထဲမှာတော့အဖေကတော့ကျမရဲ့အထွေထွေမရှိပေမဲ့အမေကတော့သွေးတိုးယောဂါရှိပါတယ်။အဲ့ဒီအတွက်ကျမရဲ့ queue ဆိုင်ပြီးတော့ဆရာဝန်ပေးတဲ့ဆေးတွေကိုပုံမှန်တောက်နေရပါတယ်။အဲ့ဒီအတွက်ကျမရဲ့ကုန်ကျစရိတ်အနေနဲ့ရောမမျောလင့်တဲ့ဒီအခြေအနေတွေကို cover ဖြောင်းလို့ကျမရဲ့အမခံထားထားပါတယ်။အမနေနဲ့ကျမရဲ့အမခံကိုအရင်တော့မသိခဲ့ပါဘူး။ရုံးမပန်ကိုသွားပြီးတော့ငွေထုတ်တဲ့အခါမှာ prudential ကဝန်ထမ်းတယောက်ကအမကိုကျမရဲ့အမခံနဲ့စပြီးတော့မိတ်ဆက်ပေးခဲ့တယ်။အမတို့မိသားစုအနေနဲ့ကျမရဲ့ queue ဆိုင်ရတဲ့ဖြစ်တဲ့အတွက်ကျမရဲ့ကုန်ကျစရိတ်တွေနဲ့ ျမ်းမိုင်အကာအကွယ်ရအောင်လိုကျမ်းမိုင်အာမခံကိုဝယ်ပြခဲ့ပါတယ်။အားကျမ်းမိုင်အာမခံဝယ်ပြီးရော production မှာနောက်ထပ်အသအာမခံ product တွေအများကြီးရှိအောင်တည်ခဲ့ရတယ်။အဲ့ဒီတော့အမေကလည်းဝေစုရဝန္နာပါတဲ့အတွက်ဒီဝေစုပြီးရောအသအာမခံအတွက်အကာအကွယ်ဖြစ်တဲ့ဒီ product တစ်ခုဝယ်ယူခဲ့တယ်ပေါ့နော်။နောက်ထပ်သိမကြခင်မှာပဲ production ဘက်ကနေပြီးရော product အစ်စ်တခုကိုစပြီးမိတ်ဆက်ပေးခဲ့တယ်။အမအနေနဲ့ကျမ်းမာရအမခံထားပြီးတဲ့အခါမှာဆေးရုံဆေးခံပြရတယ်။ပြပြီးတဲ့အခါမှာကုန်ကျစရိတ်တွေကိုပြန်ပြီး claim တဲ့အခါမှာဒီ claim process ကလည်းအရင်မြန်တယ်။ product တွေနဲ့ပတ်သက်တဲ့ဒီအမတို့ရရှိတဲ့ benefit တွေကိုသိချပြီးအရှင်းပြပေးတယ်။အမအနေနဲ့ယုံကြည်ပြီးတော့ဒီ product ရဲ့အမခံမှာဒီအတအမခံကိုကျမ်းမာရအမခံကိုဝယ်ပြစ်ခဲ့ပါတယ်။ အမအနေနဲ့အမခံကိုမွေသေးခင်အချိန်ကလူတယောက်အတွက်တမိုင်အမခံအတအမခံဆိုတာတိတ်မလို့လို့ထင်ခဲ့ရတယ်။တမိုင်အမခံဝယ်ပြီးတဲ့အချိန်မှာတမိုင်အမခံရဲ့အကျိုးကျေးဇူးတွေကိုတည်ပြီးတော့မိသားစုအတွက်စိုးရင်ပူပန်နေရတော့ရော့သွားတဲ့အတွက်စိတ်အေးချမ်းလုံခြုံမှုနဲ့ခံစားရတယ်။မိသားစုအတွက်စိုးရင်ပူပန်နေရတယ်ပဲဖြစ်ဖြစ်၊မွေစုပြီးရောမိသားစုအတွက်ကာကွယ်ထားချင်တာပဲဖြစ်ဖြစ်တမိုင်အမခံအတအမခံဆိုတာထရှိတဲ့နယ်လို့ထင်မြင်ယူဆမိပါတယ်။